ရွှေ့ပြောင်းနေထိုင်သူတွေကိုစီးနှင်းမှုတွေအပေါ်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေအတွင်လူရဲမှုတွေနဲ့အကြမ်းဖက်မှုတွေကိုတုတ်ပြန်တဲ့အနေနဲ့ Los Angeles မြို့လယ်ကောင်ဒေသတွေမှာမြို့တော်ဝန် Karen Bus ကညမထွက်ရအမိန့်ကြေညာလိုက်ပါတယ်။တက်ဆက်ပြည်နယ်မှာစီစဉ်ထားတဲ့ဆန္ဒပြပွဲတွေမတိုင်ခင် အုပ်ချုပ်ရေးမှုကအမျိုးသားအဆောက်တပ်ဖွဲ့ဝင်တွေကိုခြားထားလိုက်ပါတယ်။ ဒီတော့အတွင်းဆန္ဒပြပွဲတွေဟာအမေရိကန်ရဲ့တခြားမျိုးတွေအထိပြန့်နှံ့သွားပြီးနယူးယောက်မှာဖမ်းဆီးခံရသူတွေအများကြီးရှိပါတယ်။ရုတ်တံကထုတ်လွှင့်တဲ့မိခွန်းတရက်မှာကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavi Newsom က Los Angeles မှာ Donald Trump ကြောင့်အခြေအနေပိုဆိုးလာခဲ့ရတယ်လို့ပြောပါတယ်။ လော့စ်အိန်ဂျလိစ်မှာညမထွက်ရအမိတ်အသက်ဝင်ပြီးနောက်မြို့ထဲမှာလူတွေတော်တော်များများဆက်ရှိနေခဲ့ပြီးမတော်တဆအပြင်ထွက်မိကြလားညမထွက်ရအမိတ်ကိုအားခံနေကြလားဆိုတာကိုမသိရပါဘူးလော့စ်အိန်ဂျလိစ်တို့တပ်ဖွဲ့ဝင်အင်အားနှစ်ဆတိုးချထားပြီးနောက်ထရန်ကဆန္ဒပြပွဲတွေဟာငြိမ်းချမ်းမှုနဲ့ဥပဒေစိုးမိုးမှုကိုတိုက်ခိုက်မှုဖြစ်တယ်လို့ပြောပါတယ်လော့စ်အိန်ဂျလိစ်မှာရွှေ့ပြောင်းနေထိုင်သူတွေကိုစီးနှင်းမှုအပေါ်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဟာနယူးယောက်နဲ့တခြားမြို့တွေအထိပြန့်နှံ့သွားပြီဖြစ်ပါတယ်နယူးယောက်မှာဆန္ဒပြပွဲအများစုဟာငြိမ်းချမ်း စ်ကြမ်းဖြစ်ခဲ့ပေမဲ့လူအများဖမ်းဆီးခံခဲ့ရတယ်လို့မျက်မြင်သက်သေတွေကပြောပါတယ်။ Los Angeles မှာရဲတပ်ဖွဲ့တွေကတလန်းချင်းရှင်းလင်းနေပြီးရဘာကြီးတွေမကြာခဏပစ်ခတ်နေပါတယ်။ညမထွက်ရအမိတ်ထုတ်ထားတဲ့နေရာတွေမှာမီဒီယာသမားတွေကလွဲပြီးဘသူကမဆိုမိမိတို့ဖမ်းဆီးလို့ရတယ်လို့ Los Angeles ရဲတပ်ဖွဲ့ကသတိပေးထားပါတယ်။